အခုပြောတဲ့အကြောင်းအရာကတော့ပြည်ပမာဂျာနယ်မှာပါလာတဲ့အကြောင်းအရာလေးပေါ့နော်။ဒါပါလဲဆိုတော့ဒီတရုတ်နိုင်ငံကတရုတ်ခီးသွား၅အိုးကိုတဲ့အစိုးရကနေပြီးတော့ဒါနာမည်ပြက်စီးရင်သွင်းလိုက်တယ်ဆိုတဲ့အကြောင်းအဓိကတော့ခီးသွားလာတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ဒီပေါ့နော်ကိုယ့်နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ဒါသိက္ခာဟိုပေါ့နော်မထိခိုက်အောင်ဆိုပြီးတော့ကိုယ့်အနေနဲ့ဘာပြီးတော့ကိုယ့်အနေနဲ့ထိန်းသိမ်းရမှာပေါ့နိုင်ငံသားတွေတာဝန်ပဲကိုယ်တခြားနိုင်ငံသွားတဲ့အခါမှာဒီနိုင်ငံမှာဆိုရင်လည်းကိုယ့်အနေနဲ့ပေါ့နော်ဒါဒီနိုင်ငံရဲ့ကျင့်ဝတ်တွေအားလုံးမသိဘူးဆိုရင်တော့ကိုယ့်အနေနဲ့ပေါ့နော်ဒါသူများနိုင်ငံရဲ့သိက္ခာ ါဂုံတိခါရီအပြင်ကိုထိမ့်သိမ့်တယ်လို့ပဲဒါကကိုနိုင်ငံအတွက်ကိုလည်းပြန်ထိမ့်သိမ့်ရရောက်တယ်ပေါ့နော်။အင်းအဲ့ဒါကြောင့်ဒါတရုတ်နိုင်ငံအကြောင်းအရာလေးပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ဒီခီးသွာ၅ဦးဟိုမှာဒီသူရဲ့ဒီအစိုးရကိုယ်တိုင်ကနေပြောနာမည်ပြက်စင်းသွင်းလိုက်တာပေါ့နော်။အအဓိကတော့သူရဲ့ပြစ်ချက်တရားကြောင့်ရိုင်းဆိုင်နဲ့အပြုတ်မှုတွေပြုတ်ချင်းမှုရဲ့နောက်တိုင်းပြည်ကိုတဲ့အဆက်ရစေတဲ့တရုတ်ခီးသွာရဲ့အဖြစ်ဆိုပြီးသူတို့ကနေပြောဒီပြစ်ဒဏ်ပြစ်ချက်တွေနဲ့ပေါ့နော်။အခုလိုမျိုးရဲ့သူတို့နာမည်ပြက်စင်းသွင်းလိုက်တာတဲ့။အင်းတရုတ်သူတို့ရဘာလုပ်ခဲ့လဲဆိုတော့ဒီနာမည်ပြက်စင်းနဲ့ပတ်သက်ပြီး ပြီးတော့ဒါဒီဒီဇင်ဘာလ16ရက်နေ့မှာဆိုရင်တရုတ်မီဒီယာတွေကနေပြီးတော့ဖော်ပြခဲ့တာပေါ့နော်အဲ့လိုပြောမှဆိုရင်တနိုင်ငံလုံးအတိုင်းအတာသိသွားပြီပေါ့အခုလိုမျိုးပေါ့နော်ဒါထုတ်ပြန်လိုက်တာအဲ့မှာသုံးနှစ်တာကာလအတွင်းမှာသူတို့အနေနဲ့ဆိုရင်ဒီထုတ်ပြန်ချက်ကြောင့်ပေါ့နော်သုံးနှစ်တာကာလအတွင်းမှာပြည်တွင်းပြည်ပါလေကြောင်းလိုင်းနေမှာဆိုရင်သူခီးသွားခွင့်လုံးဝမရှိဘူးနောက်ပြီးတော့တရုတ်နိုင်ငံအတွင်းမှာရှိခီးသွား agency တွေရဲ့နောက်ပြီးတော့ hotel တွေကနေပြီးတော့သူတို့အတွက်ကိုလည်းလုံးဝဝန်ဆောင်မှုမပေးဘူးတဲ့ဒီလိုမျိုးတားမြစ်ခံခဲ့ရတာပေါ့နော်ဒီတော့ဘယ်လိုမျိုးဖြစ်ဖြစ်ခဲ့တာလဲဆိုတော့သူတို့တွေကဒီ၅ဦးထဲကပေါ့နော်၃ဦးပ တုံးပါဆိုရင်ကမ္ဘောဒီးယားနိုင်ငံကိုသွားပြီးတော့လည်ပတ်ပြီးရဲ့နောက်မှာဆိုရင်သူတို့ကဒီတရုတ်နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ချောင်တူမြို့ကိုသူပြန်မယ်ပေါ့နော်အဲ့လိုပြန်တဲ့အခါမှာဒီလင်းရင်ပေါ်မှာဆိုရင်သူတို့လိုက်ပါစင်းနေလာတဲ့အခါမှာဒီရဲမှာဆိုရင်အဲဒီတုံးရဲမှာအမျိုးသားတဦးပါတယ်အမျိုးသမီးနှစ်ဦးပါတယ်အဲ့ဒီအခါမှာလင်းပေါ်မှာပေါ့နော်လင်းရင်မထွက်ခွာမိမှာဆိုရင်ねအမျိုးသားကိုသူတို့တွေကပါလာတဲ့အမျိုးသားကိုအမျိုးသမီးတဦးကနေပြီးတော့ ပုတ်တိုက်မိွာတာတဲ့ခီးသွားတခြားအမျိုးသမီးတို့ကလည်းပုတ်တိုက်မိွာတာအဲ့လိုပုတ်တိုက်မိရာနေပြီးတော့အကြီးအကျယ်စကားများကြီးရန်ဖြစ်ကြတာပေါ့နော်အဲ့လိုရန်ဖြစ်တဲ့အခါမှာဆိုရင်လင်းရင်ဝန်ထမ်းတွေကဘလို့ပဲသူတို့ပေါ့နော်အမျိုးမျိုးဖြန့်ပြေတာဘလို့မှမရဘူးတဲ့အကြီးအကျယ်ကိုစကားများပြီးတော့ပေါ့နော်ဒီလိုဖြစ်နေကြအော်ဟစ်တောင်းကျန်းစုပ်ပူနေတာပေါ့နော်ဒီလိုဖြစ်လာတဲ့အခါမှာဆိုရင်တနားရီကြော်ကြာလောက်သူတို့ရဲ့ဒီလင်းရင်ထွက်ခွာမှုပေါ့နော်ဒါ delay လုပ်ခဲ့ရတယ်တဲ့အဲ့အခါမှာဆိုရင်ဘလို့မှထိမ့်နိုင်တိမ့်မြဖြစ်တဲ့အဆုံးမှာဆိုရင်လင်းရင်မှုကအဲ့ဒီဒီခီးသွားတုံးကိုလင်းမောနေမောင်းချခဲ့ ရပဲပေးရပဲအဲ့တော့အမျိုးသားကလည်းအလျှောက်မပေးဘူးအမျိုးသမီးကလည်းမလျှောက်ဘူးအဲ့လိုမျိုးကြီးစူးစူးညံနေဖြစ်ကုန်တော့ဒါတခြားသူတွေအတွက်လည်းအနှောက်ယှက်ဖြစ်တယ်လေအနှောက်ယှက်ဖြစ်တဲ့အခါမှာတို့ဒါပြောမယ်ဆိုရင်ဒါလေရင်ကလည်းထွက်ခွာခြင်းနဲ့နောက်ကျခဲ့တဲ့အခါမှာဒီလိုမျိုးတို့ပြစ်ချက်အနေနဲ့ပေါ့ပြစ်တယ်ပြီးခံရတာပေါ့နော်နောက်ထပ်အမျိုးသားခေးသွားတူဦးကကြတော့ဂျပန်နိုင်ငံမှာဖန်ဆီထင်းထင်းချင်းခံခဲ့ရတာတဲ့တော့ဆိုတော့တရုတ်အမျိုးသားပေါ့နော်သူကဈေးဆန်ဆိုင်သွားတဲ့အခါမှာဆိုရင်နဲ့သူ့ပါသူနဲ့တူပါလာတဲ့သူ့ရဲ့ပေါ့နော်ဇနီးကိုသူကရိုင်းပြစွာနဲ့ဆက်ဆံတာ တဲ့သူကပေါ့နော်သူဇနီးကိုဆဲဆိုတယ်ဒီလိုမျိုးပြောဆိုဆက်ဆံတဲ့အခါမှာဆိုရင်စိုင်းဝန်တန်းတယောက်ကနေပြီးတော့ဘလို့မှမခံစားနိုင်တဲ့အစုံနဲ့သူကတိုင်တိုင်းခဲ့တာအဲ့လိုတိုင်တိုင်းခဲ့တဲ့အခါမှာဆိုရင်သူ့ကိုဖမ်းဆီးရဖမ်းဆီးပြီးတော့နေရက်ကိုပြန်ပို့ခြင်းခံရရတယ်ပေါ့နော်ဒါတအူးနောက်ထပ်တအူးကကျန်တဲ့တအူးကကြာသူကတရုတ်နိုင်ငံအတွင်းမှာရှိတဲ့သဘာဝရှုခင်းတွေတွားရောက်လည်ပတ်တဲ့ဒါတိုခီးစင်တစ်ခုပေါ့နော်အဲ့ဒီခီးစင်မှာဆိုရင်ဒီခီးသွာထိုးအဖွဲတွေမှာပါဝင်တဲ့အမျိုးသမီးအားဆိုရင်နဲ့အဲ့ခီးသွာဒီပေါ့နော်တိုးစင်းထဲမှာသူတို့ဒီစင်းထဲမှာမပါဝင်တဲ့သူ့ရဲ့သားအတွက် ိုခေးသွားလမ်းညို guide ကိုသွားပြီးတော့လက်မှတ်တောင်းတာတဲ့လက်မှတ်တောင်းတဲ့အခါမှာဆိုရင်လက်ကားလက်မှတ်တောင်းတဲ့အခါမှာပေါ့နော်အဲ့လိုမျိုးဟိုခေးဒီအဲ့လမ်းညို ਆ မပေးတဲ့အတွက်ကြောင့်ဆိုပြီးတော့သူကရင်းနှီးပုံနဲ့ပတ်လိုက်တာတဲ့အဲ့လိုမျိုးဖြစ်တာပေါ့နော်ဒီတော့သူဒီအမျိုးသမီးကလည်းဒါအေးအေးယူခံခဲ့တာပေါ့ဒါစုပေါင်း၅ဦးပေါ့နော်ဒီတော့များသောအဖြစ်ဆိုရင်တရုတ်နိုင်ငံမှာတဲ့ဒီလိုမျိုးပြစ်ချက်တွေကတော်တော်များနေပြီဒီတရုတ်ခေးသွားတွေကဆိုရင်ခေးသွားဧည့်သည်အများစုကတော်တော်ပြည်တွင်းပြည်ပကိုခေးသွားလာတဲ့အခါမှာတန်းစီရဲ့နေရာမှာဆိုရင်လည်းကြော်တက်တာရှိတယ်တားမြစ်တဲ့နေရာမှာဆင်းလေးတောက်တာမျိုးတွေ အမှိုက်ပစ်တာအများဆုံးအင်တာတွေညစ်ပတ်စရာပြစ်ချက်အမျိုးမျိုးရှိရဲဒီတော့ဒါနဲ့ပတ်သက်ပြီးတော့တရုတ်အစိုးရကနေပြင်းထန်သူတို့ကကင်တွယ်နေရဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကင်တွယ်နေတဲ့ကြားရရနေပြီးတော့နေမန်ပြက်စင်တွင်းခံရတာဆိုရင်အခုဆိုရင်16ဦးရှိနေပြီရဲ့ဘောတော့သူများနိုင်ငံအောင်သွားတဲ့အခါမှာဆိုလို့ရှိရင်လည်းနော်ကိုကကောင်းကောင်းမနေထိုင်ဟုတ်သေးရဲ့မဟုတ်လို့ရှိရင်ဒါကိုယ့်ရဲ့နိုင်ငံနဲ့ချီပြီးတော့အထင်သေးမှုခံရမှာနော်ကိုယ့်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်တယ်ကိုကတခြားနိုင်ငံကို foreigner အနေနဲ့သွားပြီးဆိုရင်ကိုဆိုတာမရှိဘူးဘယ်နိုင်ငံရလဲဆိုတာပဲရှိရတယ်နော်ဒါကတော့သတိထားရမှာပဲသတိထားရမယ်ဘယ်သူပဲဖြစ်ဖြစ်သတိထားရမှာပေါ့နော် ကဲဒီခါမှာတော့ဆိုမှာဒါဟိုမပြောရကြပြီပေါ့เนาะကို့ ူချစ်နေသေးလားဆိုတော့စမ်းကြည့်ပါတယ်အချစ်ကြောင်းလေးပေါ့အချစ်ကြီးခက်သက်ပြန်ပါပြောရကြပြီဒီဟာတော့ပြောရတော့နိုင်ငံကြီးလည်းစုံပါပြီနိုင်ငံလည်းစုံပါပြီပြီးတော့လူမှုရေးလည်းစုံပါအချစ်ကြီးပဲကြံတော့တယ်အဲ့တော့အချစ်ကြီးပါဆိုရင်သူကဘာလဲဆိုတော့ကိုယ့်ကိုဟိုကိုယ့်ရဲ့ချစ်သူကချစ်နေသေးလားဆိုတော့စမ်းသက်တာပေါ့လူတွေကနှစ်ပေါင်းများစွာတွဲခြင်းမတွဲခြင်းနဲ့တော့မဆိုင်ပါဘူးတဲ့အဲ့တော့ကိုယ့်ကိုချစ်သေးလားမချစ်သေးဘူးလားဆိုတော့အပြုတ်မှုလေးတော့ရှိရဲဒါပေမဲ့ဒါကတော့အရန်ကိုရင်ခုန်လေးအရွယ်ဖြစ်တတ်တဲ့အပြုတ်မှုမျိုးလေးအများကြီးပါနေမလားမသိဘူးပေါ့နော်ပထမဆုံးတစ်ခုကဘာလဲဆိုတော့သူ့ရဲ့ရီမန်း ချက်တွေမှာတဲ့သူ့ရဲ့ရည်မှန်းချက်တွေထဲမှာကိုအမြဲတမ်းပါနေလာတဲ့အဲတော့သူနဲ့ကိုနဲ့စကားတွေပြောပြတဲ့အခါမှာအနာဂတ်မှာဘာလုပ်မယ်ဆိုတော့ plan တွေချရတဲ့အထဲမှာကိုနဲ့လက်တွဲပြီးတော့ ဟိုဘာလုတ်သွားမှာလဲပေါ့နော်ကိုနဲ့လက်ထပ်ပြီးလို့ရှိရင် तू ကဘလို့လုတ်လုတ်ပြီးတော့ကိုကအဲ့ဒီအလုတ်မှာဘယ်ဘိုင်းကနေဝင်ကူညီရမှာဒါမှမဟုတ်လို့ရှိရင်ကိုကလည်းတက်တက်အလုတ်လုတ်ကောင်းလုပ်လိမ့်မယ် तू ကလည်းတက်တက်အလုတ်လုတ်ကောင်းလုပ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုမျိုးကိုရဲ့နာဂတ်အစီအစဉ်နေထဲမှာသူ့ရဲ့နာဂတ်အစီအစဉ်နေထဲမှာပေါ့နော်ကိုကိုထည့်သွင်းပြီးတော့ तू ပြောထားတဲ့ plan မျိုးရောရှိမှရှိပါမလားတဲ့ဟုတ်တယ်အဲ့ချက်ဒါတော့စဉ်းစားရမယ်ပေါ့နော်အဲ့တော့အများအားဖြင့်ဟိုလက်ထပ်မှာပါလက်ထပ်မှာပါတနေ့တော့လက်ထပ်မှာပါလို့ပြောနေကြပါပဲအဲ့လိုမျိုးအဲ့လိုမျိုးကဒါလက်ထပ်မယ်ဆိုတာကပါးစပ်ကနေပြောပြီးလက်ထပ်လို့မရဘူးပေါ့နော်အဲ့တော့ ့ဒါသူရဲ့ future plan တွေမှာကိုပါမပါအောင်စုံစမ်းစစ်ဆေးပါတဲ့နောက်တစ်ခုကလူသားစုကြရဲသွားတဲ့ခါမှာအမြဲတမ်းကိုယ့်လက်ကိုဆွဲထားလာတဲ့ဒါအကျင့်တစ်ခုအနေနဲ့ဆွဲထားတာဖြစ်ကောင်းဖြစ်ပေမဲ့ကိုသူ့စိတ်ထဲမှာကိုမရှိတော့ဘူးဆိုလို့ရှိရင်တော့ ိတိတာတာကိုပဲသူ့ရဲ့သတိစိတ်ကနေသတိထားပြီးတော့လက်ကိုဆွဲမှာမဟုတ်ဘူးလှုပ်ထားခဲ့မှာပဲပေါ့နော်အဲ့တော့လူကြားသွားတိုင်းမှာကိုယ့်ရဲ့လက်ကိုအမြဲတမ်းဆုပ်ကင်ထားရတယ်ဆိုလို့ရှိရင်တော့ကိုယ်ချစ်နေတော့မှာ诶နောက်တစ်ခုကဘာလဲဆိုတော့ချစ်လို့ဆိုရင်လက်ကင်ခြင်းစိတ်ကိုမရှိတော့မရှိတော့အဲ့လိုအဲ့လောက်ထိကိုကုန်ခန်းသွားတယ်ပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့အမြင်ကိုလည်းကြားချင်တယ်သူဘာလေးပဲဝယ်ဝယ်ဘာလေးပဲလှုပ်လှုပ်ဟိုကောင်းရဲ့လားပေါ့နော်တင့်တော်ရဲ့လားအဲ့လိုတစ်ခါတည်းနားကြီးကြီးစားကောင်းလောက်ကိုမေးနေလိမ့်မယ်ပေါ့နော်ဟို PC ပေါက်တာလေးကအသေးမွားလေးကအစားသူတို့အရန်မေးလွန်းတယ်ဒါဆိုရင်လည်းတဲ့ဟိုနားကြီးရဲ့ဆိုပြီးတော့မထင်ပါနဲ့သူတို့စိတ်ထဲမှာကိုရှိသေးတယ် တယ်တဲ့အဲ့ဒါတစ်ချက်ပေါ့နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဟိုတရားတရားချစ်သူဖြစ်တာကြာလာလို့သူ့နားမှာမနေချင်တော့ဘူးပြင်းလိုက်တာသူနဲ့တွေ့ရင်အဲ့လိုစိတ်ကြီးဖြစ်လာပြီဆိုတော့အဲ့ဒါမချစ်တော့တာပဲတဲ့ချစ်သူဖြစ်ပြီဆိုရင်တော့ဟိုတကယ်ချင်းနဲ့သွားတဲ့ခါတိုင်းသွားပြီမယ်အဲ့လိုတကယ်ချင်းနဲ့သွားတာများသွားလို့ရှင်ဟာငါ့ဣဇာလီနာငါပြန်သွားချင်သေးလိုက်တာဆိုတော့စိတ်မျိုးလေးတော့တို့မှရှိပါသေးတယ်တဲ့ဒါကြောင့်မို့လို့ဒီလိုမျိုးဒါကိုယ့်ရဲ့ချစ်သူနားကိုပြန်လာခြင်းနဲ့စိတ်ကလေးရှိနေသေးတယ်ဆိုလို့ရှင်လည်းတို့ကိုချစ်နေတော့မှာပဲတဲ့တန်ရုံစင်ရှိနေတော့မယ်နောက်တစ်ခုကဟိုအချိန်တော်တော်များများကိုယ်နဲ့တူကုံဆုံးနေတယ်ပေါ့နော်သူရဲ့အားလိုက်ချင်းတော် ော်များများကိုဟိုကိုနဲ့အတူတူအချိန်များစွာရှိနေပြီးတယ်ဆိုရင်လည်းကို့ကိုချစ်နေတယ်။နောက်တစ်ခုကကို့ကိုပျော်ရွှင်စေဖို့အတွက်အချိန်ခိုက်တန်လေးလှူဆောင်ပေးတယ်။ပြီးတော့ကို့ကိုအကောင်းဆုံးဖြစ်စေချင်တယ်ဆိုတဲ့အကြောင်းအရာအဲ့ဒါပါလဲဆိုတော့ဟိုဘာနော်ဟိုဆက်တွဲကကြတော့ကို့ဘာလို့အင်းကောင်းတယ်အင်းကောင်းတယ်ပဲ။ဒါပေမဲ့နောက်ပိုင်းကျလာတဲ့အခါမှာဟိုကမကောင်းတရားမကောင်းဝေဖန်အကြံပြုချက်တွေများလာရင်ကို့ကစိတ်ညစ်လာဟာအရင်တော့ကလောက်လဲငါ့ကိုမချစ်တော့ဘူးလို့ထင်တတ်တယ်။တကယ်တော့အဲ့လိုမျိုးသူ့ရဲ့ဝေဖန်အကြံပြုချက်တွေကိုပြန်စစ်စမ်းကြည့်လိုက်ပါရဲ့။ကို့ကိုကောင်းစေချင်လို့သူ့နဲ့ကိုယ်နဲ့လက်တွဲမဲ့အနာဂတ်မှာနှုတ်နှက်ဘက်အဆင်ပြေပြေးလဲစေချင်လို့ဆို တဲ့ဇကားတွေဆိုလို့ရှိရင်တော့ဒေါန်နာကြီးလို့မသတ်မှတ်ပဲနဲ့ကို့အချင်းနေလို့သူနဲ့ကိုနဲ့အဆင်ပြေစေချင်လို့လို့ပဲသတ်မှတ်ပြပါဆိုပြီးတော့ပြောထားတယ်ဒီချက်လေးရှိနေဆိုရင်တော့ကို့အချင်းနေတော့မယ်ပေါ့နော်အေးပေါ့နော်ဆက်ဆက်ရမှာပေါ့ဆက်ဆက်ရမှာဘာအရင်ဆုံးဆက်ဆက်မလဲဆိုတော့ကဲဟိုကိုယ့်ရဲ့လက်ကြီးကိုကင်ပြီးတော့ရှောက်နေပြီလားမရှောက်ပါဘူးလားလမ်းမှာလွတ်ချခဲ့လားဆိုတော့ဒါတိတတဆန်းဆက်ရမယ်အချက်ဟုတ်တယ်နော်ကဲဒါဆိုရင်ဒီတဲ့နေသုံးပါဆောင်းပါအဲ့ဆိုအင်ဂျီကြောင့်ပြောဆက်လိုက်ကြပါမယ်နော်ဒီကနေ့ခေတ်သစ်ပြုံးမယ့် season မှာဝစ်စင်တာအင်ဂျီတွေကတော့ Junction Square Shopping Center ပထမတမရှိတဲ့ Chris စီကလာဖက်ရှင်တိုင်းဖြစ်ပါတယ်ပရိသတ်တွေအားလုံးအတွက်ကိုခေတ္တပြုံမီအစီအစဉ်တွေဘူးတုဒ္ဒရတွေအများကြီးဝင်များပြီးဖြစ်တဲ့အတွက်ဒီနေ့ခေတ္တပြုံမီအစီအစဉ်တွေနှုတ်ဆက်လိုက်ပါတယ်ရှင့်ဘိုင်ဘိုင်